အခုခေတ်ကလေယောက်ျားလေးကိုလည်းပြောလို့မရအောင်ကြလားယောက်ျားလေးကမားတာမဟုတ်မိမကဟာစမားတာရှင်နော်ဘယ်လိုလဲဆိုတော့မိမကပဲအရင်ပခန့်တာကိုနော်ပြောချင်တာအရင်ပခန့်နေဆိုတော့ယောက်ျားဆိုတဲ့အမျိုးကလေအလကားလိုရတယ်လေအလကားလိုရတယ်ဆိုတော့လေဟိုကလေအလကားလာခန့်နေဆိုတော့တန်မိုးမရှိတော့ဘူးလေတန်မိုးမရှိတဲ့အတွက်ကြောင့်မလို့တန်မိုးမထားတက်ကြတော့ဘူးနော်ကိုမင်းကလေးဖြစ်တာကိုအိမ်နေနဲ့ကိုနေကိုတိတ်ခါနဲ့ကိုနေလေကွယ်ဟုတ်တယ်ဟုတ်ကျွန်မပြောတာ ကိုတိတ်ခါနဲ့ကိုနေမယ်ဆိုတော့ချစ်ဘယ်ယောက်ျားမဆိုကိုတံမိုးထားတယ်ကွယ်ကျမခလေးသုံးယောက်အမေကျမယောက်ျားကျမကိုချစ်တာသုံးယောက်ပဲကျမယောက်ျားကျမထက်ဆယ်နေငယ်တယ်ဘာလို့ကျမကိုချစ်တာလဲကျမကိုကျမတံမိုးထားတယ်ကျမဆက်စီဝတ်တာကျမကြိုက်တယ်နော်အဲဘလို့ပြမဲကျမနိုင်ငံကျမနေတဲ့အတွက်ကြောင့်မလို့ကျမဝတ်စားဆင်ကျင်တာအော်သူများနိုင်ငံလို့ကျမနေတယ်နော်ရေကူးကံမနေမယ်ဆိုရင်ကျမထမိတ်လို့ရင်ရှားပြီးတော့ကျမရေမကူးလေနော်အဲကျမရေကူးဆိုရင်ကျမဝတ်တယ် ကျွန်မနဲ့လည်းလိုက်တယ်နော်အဲအဲ့လိုမျိုးပေါ့ကျွန်မဖုံးချောင်းသွားမယ်ဆိုရင်ကျွန်မသမိန်နဲ့ဟိုယင်ဖုံးနဲ့ကျွန်မဝတ်တယ်ဒါဟိုကျွန်မရဲ့ယင်ကျေးမှုပေါ့ကျွန်မဗုဒ္ဓဘာသာဆိုတော့လေနော်အဲအဲ့လိုမျိုးပဲရှိတာပေါ့ကိုကိုတန်ဖိုးမထားဘူးဆိုလို့ရှင်ဘယ်ယောက်ျားမဆိုကိုအလကားလိုးမှာပေါ့ယောက်ျားဆိုတဲ့အမျိုးကနောက်ဆုံးလိုးစရာမရှိသူတို့လက်ကိုသူတို့ဝင်းထုပြီးတော့လိုးတာအဲ့ဒါတီးဖို့ကောင်မတချို့တယ်နော်ညာတော့အပြည့်အခုခေတ်ကောင်မတွေတော်တော်များများတော့အပြည့်ဖြစ်ကြတယ်ရှင်နော်အရင်အဖြစ်ဖြစ်နေတာ ယောက်ျားအတော့လီမတောင်သေးသူတို့ကလီတောင်ဆွနေတာနော်ဟိုကလည်းလိုးမှာပေါ့အလကားရတာကိုတော့ကိုတံဘိုးကိုထားပါကိုတံဘိုးကိုမထားနိုင်တဲ့မိမကိုမြအလကားလိုးမှာပဲမိုးချုံမြချုံပြောမှာပဲတံဘိုးမှမရှိပဲအဲကြောင့်မိန်ကလေးဖြစ်တာကိုကိုကိုတံဘိုးကိုတီးကြဒါပဲ